ငလင်ရိုက်ခတ်မှုဟာစကိုင်းတိုင်းအနီးကိုဗဟုပြုသလိုထိခိုက်ဆုံးရှုံးရတဲ့နေရာအများစုဟာကျွန်တော်တို့မျိုးသားညီညွတ်ရေးအစိုးရစိုးမှုထိန်ချုပ်နယ်မြေဒေသများဖြစ်ကြပါတယ်။ဒါကတော့အောက်ခေါက်ဆိုးရရဲ့တရောင်းသားဝန်ကြီးတူဖြစ်သူဦးမန်းဝင်းခိုင်တန်းပဲဖြစ်ပါတယ်။သူကတော့လက်ရှိချိန်ထဲမှာအယူဂျီဆိုးရအနေနဲ့သူတို့ရဲ့ခောက်ခေါက်ဆိုးရအနေနဲ့ပြည်သူတွေကိုကူညီဖို့လှုပ်ဆောင်နေပြီလို့ပြောပါရယ်။ဘယ်မှာကူညီနေပြီဘလို့လုပ်နေလဲတော့မသိပါဘူး။ဒေတာကတော့ငလင်ကိုကြောင်းကြပြီးတော့ခောက်ခေါက်ကိုတန်ရွယ်နေပါပြီ။ဒါနဲ့မှရှိတဲ့ PDF တွေအများစုနေတဲ့နေရာမှာတော်တော်များများပြင်းပြင်းထန်ထန်ထိခိုက်ပျက်စီးသွားတယ်လို့သိရှိရပါတယ်။ဒီပြောင်းလဲများတယ်လို့ပဲသိရှိရပါတယ်။ဒါကိုဘူမန်ဝင်ခိုင်ကဝန်ခံထားပါတယ်။ချစ်ခင်လေးစားရပါသောမိဘပြည်သူများခင်ဗျာ။စိတ်မကောင်းဝမ်းနည်းစရာဖြစ်ဒီကနေ့2025ခုနှစ်မတ်လ28နေ့မှာအလွန်အင်အားပြင်းတဲ့ငလင်းတစ်ခုလှုပ်ခတ်ခဲ့မှုဟာကျွန်တော်တို့ရဲ့ပြည်သူတွေပေါ်တုံ့လှုပ်ဖွယ်တက်ရောက်ခံစားရပြီး အသက်အိုးအိမ်ပေါင်းများစွာထိခိုက်နစ်နာဆုံးရှုံးကြရပါတယ်ဒီသတင်းကြောင့်ကျွန်တော်အနေနဲ့လုံစွာမှစိတ်ထိခိုက်ကြေကွဲရပြီးငလင်းတန်ခံပြည်သူလူထုအတွက်ကျွန်တော်တို့အစိုးရအနေနဲ့အရေးပေါ်ကေဆယ်ရေးလုပ်ငန်းများချက်ချင်းဆောင်ရွက်ရမယ်တက်ဆွမ်းသလောက်ထောက်ပံ့ကူညီမှုများကိုဆောင်ရွက်ပေးနိုင်ရန်အရေးပေါ်ပြင်ဆင်စီမံဆောင်ရွက်လျက်ရှိပါကြောင်းကိုလည်းအသိပေးပြောကြားလိုပါတယ်ကျွန်တော်တို့ရဲ့ တန်ဖိုးကြီးမားလာတဲ့နိုင်ငံအမွေနှစ်တွေကို စုစည်းထိမ့်သိမ်းထားရာမန္တလေးအင်းဝစကိုင်းပုဂံတို့မှာအထူးခိုက်ပစ္စည်းများလာပါတယ်ဒီလိုတန်ဖိုးကြီးနိုင်ငံအမွေအနှစ်တွေပစ္စည်းဆုံးရှုံးရတာကို မြင်တွေ့ရတဲ့အတွက်မြန်မာပြည်သူလူထုနဲ့ထပ်တူဝမ်းနည်းကြည်ကွဲရပါတယ်အကြံဖက်လူသက်စစ်တပ်လူယူထားတဲ့ပြည်သူအာဏာကိုပြည်သူလက်ထဲသို့ပြန်လဲ အနည်းနိုင်ရဲ့အတွက်တနိုင်ငံလုံးအတူတူကကြိုးစားနေရချိန်မှာအခုလိုမျိုးဖြားပြင်းတဲ့သဘာဝဘေးအန္တရာယ်ကြုံတွေ့ရတာဖြစ်တဲ့အတွက်ကျွန်တော်တို့နိုင်ငံအနေနဲ့လွန်စွာမှနစ်နာရပါတယ်။ငလျင်ရိုက်ခတ်မှုဟာစကိုင်းတိုင်းအနည်းကိုဗဟုပြုသလို ထိခိုက်ဆုံးရှုံးရတဲ့နေရာအများစုဟာကျွန်တော်တို့အမျိုးသားညီညွတ်ရေးအစိုးရစိုးမှုထိန်းချုပ်နိုင်မည်ဒေသများဖြစ်ကြပါတယ်။ ဒါကြောင့်မို့လို့ကျွန်တော်တို့အစိုးရရန်ကြားမှာရှိတဲ့တာဝန်ရှိသူတွေကိုလည်းငလင်းတန်းခံပြည်သူလူမျိုးမွေးဘာသာမျိုးတူးချင်းစီတမိသားကျွန်းစီကိုအရေးပေါ်ကူညီဆောင်ရှောက်မှုများထိထိရောက်ရောက်တွေ့ဆုံကူညီပေးရေးပြန်လည်ကူဆန်းနိုင်ရေးလုပ်ငန်းများကိုလှုပ်ဆောင်ကြဖို့လမ်းညွှန်မှာကြားထားပြီးဖြစ်ပါတယ်ကျွန်တော်တို့ဟာပြည်သူလူကိုအာဏာပြန်အပ်နိုင်ရေး ဥထိပ်ပန်းစင်ဂျိုးပန်းဆောင်ရဲ့နေရတဲ့တော်လန်ရေးစုဟာဖြစ်တာနဲ့ညီကျွန်တော်တို့အစိုးရအနေနဲ့လည်းရင်းပြပြန်စတာလုံလောက်မှုအားနည်းတဲ့အခြေအနေများစွာရှိပါတယ်။ဒါကြောင့်မို့လို့နိုင်ငံတကာတိုင်းပြည်များနိုင်ငံကဖွဲ့စည်းများကိုလည်းစစ်ပေးတံငလင်းတံခန်းစားကြရတဲ့မြန်မာပြည်သူလူထုတရလုံးပေါ်လူသားချင်းစာနာထောက်ထားမှုအကူအညီများပုံမူကျဲကျဲပြန့်ပြန့်အမြန်ဆုံးပေးဖို့ကူညီကြဖို့ ိုက်တွန်းဖိတ်ခေါ်လိုပါတယ်အခုလိုချိန်မှာကျွန်တော်တို့ဟာပူပြီးကြောချင်းအရင်ချင်းကတူဦးကိုတူဖေးမှမြတ်တာထားပြီးတော်လန်ရဲ့ရည်မှန်းချက်ပန်းနဲ့ရောက်ရှိသည့်အထိဆက်လက်ရှောက်လန်းရမှာဖြစ်ပါတယ်မြို့သားညညွေဆိုအနေနဲ့တိုင်းပြည်အဖက်ဖက်ကချွတ်ချုံကြထိတ်ခိုက်ပျက်စီးနေချိန်မှာအခုလိုတဘာဝဘေးဒဏ်ငလင်လောက်ခတ်မှုကြောင့် ထိခိုက်ဆုံးပြည်သူတယောက်ချင်းစီတိုင်းအတွက်ဝမ်းနဲ့စိတ်မကောင်းဖြစ်ရပါကြောင်းနဲ့ပြန်လည်ထူထောင်ရေးကိစ္စရပ်တွေကိုတိကျတဲ့စီမံချက်များရေးဆွဲဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းလေးလေးနက်နက်ဂရိပီပြောကြားလိုပါတယ်။တနည်းအားဖြင့်ပြန်နော်ဦးမန်းဝင်းခန့်သိပြောကြားသွားတာဒီထဲမှာဒီဟာတို့ရဲ့ဒီသင်ချုပ်နယ်မြေမှာတော်လေးထိခိုက်ဆူဆူဝါဖြစ်တယ်ဆိုတာပေါ်လွင်နေပြန်နော်ကြည့်ရတာအကျန်းဖက်ပြတ်တွေတို့များများ မလကီယာသွားသွားပြီးလို့ချင်းနေဗျာနော်ဘလို့ဖြစ်ဖြစ်ကိုနိုင်ငံသားချင်းချင်းတော့ဒီလိုမျိုးဒုက္ခမရောက်ကြချင်းဒါပေမဲ့အကျန်းဖတ်ဆိုတဲ့မျိုးကသူ့စိတ်နဲ့သူသွားတာကြီးပဲနောက်ဆုံးတော့လေနော်အခုကြတော့ဦးဦးမောင်ဝင်းခိုင်သိန်းကတော့ဒါလေလိုင်းပေါ်မှာပေါ့နော်ဟိုပြောရမယ်ဆိုရင်ပြည်သူတွေကိုညီဖို့ပါညာကွာအဓိက for show လုပ်ပြတာပေါ့နော်ရှင်းပြောရင်မြေပြင်မှာဘာလဲဟုတ်တာမဟုတ်နော်သူတို့ကသူတို့ကခောက်စားနေရတာအနန္တနိုင်နော်ဒါတွေတုံပြီး ုံကြည်ရဲ့လူကလည်းယုံကြည်နေကြတော့ဗောနော်ဒီမစင်ချောင်းကိုចောင်းပြပြီးတော့ဒီ PNG PDF အဖွဲ့တွေကဒါခွက်ခေါက်လို့မကြောက်ဘူးခုတော့မှမြန်မာအောင်တော့စပြီးခွက်ခေါက်နေပြီးကြားသိရတယ်နော်ပါစယ်လိုလည်းငလင်းနေចောင်းပြပြီးတော့ခွက်ခေါက်နေပြီးလို့လည်းကြားသိရတယ်ဗောနော်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ